ကွယ်ခြင်းဟာကုသခြင်းထက်ပိုထီးရောက်တယ်ဆိုတဲ့စကားပုံကိုအားလုံးကြားပူးကြမယ်ထင်ပါတယ်တိုးတက်လာတဲ့ခင်းနဲ့အတူယောဂဗျာတွေကလည်းထူပြောလာကြပါတယ်။ကျန်းမာရေးစစ်ဆေးမှုတွေကိုပုံမှန်လုပ်ဆောင်ပေးတာကယောဂတွေကိုစောစောသိနိုင်ပြီးတော့ထိရောက်တဲ့ကုသမှုတွေကိုလည်းရရှိစေပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကျွန်မကအမျိုးသမီးတွေအသက်40ကျော်လာပြီဆိုလို့ရှိရင်မဖြစ်မနေလုပ်ဆောင်ပေးတဲ့ကျန်းမာရေးစစ်ဆေးမှုတွေအကြောင်းကိုပြပြပေးသားပါမယ်နော်။ အသက်ကြီးလာပြီဆိုလို့ရှိရင်ယောဂတွေကကိုယ်စီကိုနည်းမျိုးမျိုးနဲ့ချဉ်းကပ်လာကြပါတယ်။သွေးတိုးယောဂ၊စီးကြိုယောဂ အယောဘာယောဘာယောဂာနဲ့ကင်ဆာယောဂာတို့လိုမျိုးယောဂာတွေအားဆိုလို့ရှိရင်ဆော့ဆော့တိလေဆော့ဆော့ကုသနိုင်လေလေဖြစ်ပြီးတော့နောက်ဆက်တွဲဆူဆူနဲလေလေပါပဲเนาะဒါကြောင့်အမျိုးသမီးတွေအနေနဲ့အသက်40ကျော်လာပြီဆိုလို့ရှိရင်ယောဂာလက္ခဏာတွေပြာမကုသတာထက်ယောဂာတွေကိုဆော့ဆော့စီစီကြိုပြီးတော့ရှာဖွေထားသင့်ပါတယ်ဘလို့စစ်စေးမှုတွေလုပ်တင်နေဆိုတာကတော့ကိုယ့်ရဲ့အသက်အရွယ်မိသားစုရဲ့ယောဂာအရာဆိုရင်ကိုယ့်ရဲ့ယောဂာအရာဆိုရင်အခြားယောဂာတွေဖြစ်နိုင်ခြေအချက်လက်တွေပေါ်မှာမူတည်နေပါတယ်ဒါကြောင့်ကိုကဘလို့ ကျမ်းမာရေးစစ်ဆေးမှုတွေကိုပုံမှန်လုပ်တင်လဲဆိုတာကိုယ့်ရဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်တင်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကျမကအသက်40ကျော်အမျိုးသမီးတွေပုံမှန်လုပ်ပေးတဲ့ကျန်းမာရေးစစ်ဆေးမှုလေးတွေကိုပြပြပေးသွားပါမယ်နော်။ ပထမအဆုံးတစ်ခုကတော့ရင်နှန်းကိစ္စစစ်ဆေးမှုပဲဖြစ်ပါတယ်။ရင်နှန်းကိစ္စယောဂါကစောစောတိခဲ့မယ်ဆိုလို့ရှိရင်တော့ရာလက်ကောင်းတဲ့ယောဂါတစ်ခုပဲဖြစ်ပါတယ်။အမျိုးသမီးတယောက်အသက်20ကျော်လာပြီဆိုလို့ရှိရင်တော့အနည်းဆုံး3နှစ်ကိုတစ်ချိန်လောက်ရင်နှန်းကိစ္စစစ်ဆေးမှုလုပ်သင့်တယ်လို့ပညာရှင်တွေကအကြံပြုထားကြပါတယ်။တကယ်လို့ကိုယ့်ရဲ့မိသားစုထဲမှာပေါ့နော်ယင်သားကိစ္စယောဂဖြစ်ပွားတဲ့ရာဇဝင်ရှိခဲ့မယ်ဆိုလို့ရှိရင်တော့တစ်နှစ်ကိုတစ်ချိန်လောက်ယင်သားကိစ္စစစ်ဆေးမှုလုပ်သင့်တယ်လို့လည်းဆိုထားပါတယ်ရှင်။ ရင်သားကိစ္စအတွက်စစ်ဆေးတဲ့အခါရေချိုးရင်းနဲ့ကိုယ့်ရင်သားကိုလက်နဲ့တည်တည်ချာချာဆန်းသက်ပြီးတော့အချိတ်ကယ်ရှိမရှိစစ်ဆေးကြည့်လို့ရတယ်လို့မမိုဂရမ်လိုမျိုးအပြော့စာဓာတ်မှန်ရောင်ကြီးနဲ့ရိုက်ပြီးတော့ဆန်းသက်မှုလည်းလုပ်ကြည့်လို့ရပါတယ်နော်မမိုဂရမ်ရိုက်တာကကြတော့လက်နဲ့ဆမ်းလို့မရတဲ့ပေါ့နော်အချိတ်ကဲတိတိလေးတွေကိုစောစောစီစီသိရှိနိုင်ပါတယ်။ဒါကြောင့်အသက်40ကျော်လာတဲ့အမျိုးသမီးတွေကိုနှစ်တိုင်းမမိုဂရမ်ရိုက်တဲ့နယ်လို့ဆရာဝန်ကြီးတွေကအကြံပြုထားကြပါတယ်။ ဒုတိယမြောက်တစ်ခုကတော့တဲ့ငေါင်းခေစာစစ်ဆေးမှုပဲဖြစ်ပါတယ်။တဲ့ငေါင်းခေစာယောဂါဟာဆိုလို့ရှိရင် HPV လို့ခေါ်တဲ့လေယင်ငါကျွတ်နှုတ်ကိုဖြစ်စေတဲ့ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ကိစ္စယောဂါဖြစ်ပြီးတော့ဒီယောဂါဟာဆိုလို့ရှိရင်ကာကွယ်ဆေးထိုးထားပြီးတော့ကြိုတင်ကာကွယ်ထားလို့ရပါတယ်နော်။ဒါပေမဲ့ဒီတဲ့ငေါင်းခေစာဟာဆိုလို့ရှိရင်တခြားအချက်တွေကြောင့်လည်းဖြစ်တတ်တာမို့လို့တဲ့ငေါင်းခေစာစစ်ဆေးမှုကိုလည်းပုံမှန်လုပ်ထားဖို့လိုအပ်ပါတယ်နော်။ တိုင်ငောင်းခေစာစီစီမှုအတွက်အများဆုံးလို့လေးရှိတာကတော့ပတ်စမဲစီစီမှုပဲဖြစ်ပါတယ်။အသက်40ကျော်အမျိုးသမီးတွေအနေနဲ့တကယ်လို့ကိုကလင်းဆက်ဆံပေါ်များတယ်ဆိုရင်တော့နှစ်တိုင်းပတ်စမဲစီစီမှုကိုလုပ်သင့်ပါတယ်ရှင်။ နောက်တစ်ခုကတော့အယိုးပါအယိုးပါယောဂစစ်ဆေးမှုပဲဖြစ်ပါတယ်။အယိုးတွေကျိုးဆက်ပြီးတော့ကျိုးလည်လာတဲ့အယိုးပါအယိုးပါယောဂဆိုလို့ရှိရင်အသက်ကြီးတဲ့အမျိုးသားတွေရောအမျိုးသမီးတွေမှာပါဖြစ်တတ်တဲ့ယောဂဖြစ်ပြီးတော့သွေးဆုံပြီးသားအမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့ပိုပြီးတော့အဖြစ်များပါတယ်။ဒီယောဂဟာဆိုလို့ရှိရင်ပေါ့နော်ဒီအသက်ကြီးတဲ့အမျိုးသားတွေမှာဆိုရင်၄ယောက်မှ၁ယောက်နှုန်းလောက်ဖြစ်တတ်ပေမဲ့သွေးဆုံပြီးသားအမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့၂ယောက်မှ၁ယောက်နှုန်းလောက်ဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုကအသက်၄၀ရာလဲကျော်လာပြီးသွေးဆုံမှုအချိန်ကလည်းနီးလာပြီဆိုလို့ရှိရင် ရင်တော့ဒီအယိုးဘွားယောဂစစ်ဆေးမှုကိုပုံမှန်လုပ်တင်ပါတယ်။အယိုးဘွားယောဂကိုဒက်စာစကန်လို့ခေါ်တယ်။အယိုးသိစစာစစ်ဆေးမှုကိုလုပ်ပြီးတော့ကြိုတင်သိရှိနိုင်ပါတယ်။အသက်65နှစ်ထက်အမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒက်စာစကန်ကိုပေါ့နော်နှစ်တိုင်းစစ်ဆေးသင့်တယ်လို့အကြံပြုထားပါတယ်။တကယ်လို့ကိုကအယိုးဘွားယောဘွားယောဂကိုဖိနှိပ်ချိန်များတဲ့သူတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့သွေးဆုံးနာနဲ့နှစ်တိုင်းဒက်စာစကန်ကိုရကြည့်တင်ပါတယ်နော်။ နောက်တစ်ခုကကြတော့အရေးပြားကိစ္စစစ်ဆေးမှုပဲဖြစ်ပါတယ်။အသက်ကြီးလာပြီဆိုလို့ရှိရင်အရေးပြားကအရေးချောင်းတွေပေါ်လာတယ်လို့ပေါ့နော်။အရေးပြားအောင်ကလည်းပြောင်းသွားတတ်တဲ့အတွက်ကြောင့်မို့လို့မလန်နိုးမလို့ခေါ်တဲ့အေးများကိစ္စဖြစ်နိုင်ခြင်းကပုံများလာပါတယ်။ဒါကြောင့်အသက်40ကျော်လာပြီဆိုတာနဲ့အမျိုးသမီးတွေကပေါ့နော်။အရေးပြားအထူးကုဆရာဝန်နဲ့အမြင်ပြသပြီးတော့အရေးပြားကိစ္စရောဂါရဲ့ကနအုပ်လက္ခဏာတွေရှိမရှိကိုအမြဲတမ်းစစ်ဆေးနေသင့်ပါတယ်ရှင်။ ောက်ထပ်တစ်ခုကတော့သွေးတိုးရောဂါစစ်ဆေးမှုပဲဖြစ်ပါတယ်။အသက်40ကျော်လာပြီဆိုလို့ရှိရင်အမျိုးသားရောအမျိုးသမီးပါသွေးတိုးရောဂါဖြစ်နိုင်ခြေကပိုများလာကြပါတယ်။ဒါကြောင့်အသက်40ကျော်လာတဲ့အမျိုးသမီးတွေအနေနဲ့ကိုယ့်ရဲ့မိသားစုဆရာဝန်နဲ့အမြဲတမ်းပြသပြီးတော့ကိုယ်မှာသွေးတိုးရောဂါရှိမရှိအမြဲစစ်ဆေးနေသင့်ပါတယ်။ နောက်ထပ်တစ်ခုအနေနဲ့ကကြတော့သွေးရင်းအဆီဓာတ်စစ်ဆေးမှုပဲဖြစ်ပါတယ်။သွေးရင်းထဲမှာမကောင်းတဲ့အဆီဓာတ်တွေများနေတာဆိုလို့ရှိရင်နှလုံးရောဂါ၊သွေးတိုးရောဂါနဲ့လေဖက်ရောဂါဖြစ်နိုင်ခြေတွေကိုအများစေပါတယ်။ဒါကြောင့်အသက်40ကျော်လာတဲ့အမျိုးသမီးတွေအနေနဲ့သွေးရင်းအဆီဓာတ်ကိုပုံမှန်စစ်ဆေးပေးနေသင့်ပါတယ်။အဝါလုံနေတဲ့သူတွေအဆီအစိတ်နဲ့အချိုအစားများတဲ့သူတွေမှာဆိုလို့ရှိရင်တော့ပိုပြီးတော့စစ်ဆေးသင့်ပါသေးတယ်။သွေးရင်းအဆီဓာတ်နဲ့ပတ်သက်ပြီးတော့ဆီလေးရှိတာကကြတော့ HDL, LDL နဲ့ triglyceride တို့ပဲဖြစ်ပါတယ်။ HDL ကတော့အကျိုးပြုတဲ့အဆီဒက်တွေပါ သူကတော့အများလေကောင်းလေပါပဲနော် LDL နဲ့ triglyceride တွေကတော့မကောင်းတဲ့အဆီဒက်တွေပါတကယ်လို့စစ်ကြည့်လိုက်လို့မှအရာတွေများနေခဲ့မယ်ဆိုလို့ရှိရင်တော့သွေးရင်းအဆီကြဆေးတွေပုံမှန်တောက်တာလေ့ကျင့်ခန်းလုပ်တာနဲ့အစားချောင်တာတွေကိုပါတွဲလုပ်ဖို့လိုပါလိမ့်မယ်နော် ောက်ထပ်တစ်ခုကတော့အမျိုးအစားနှင့်စိစရောဂါစစ်ဆေးမှုပဲဖြစ်ပါတယ်။အသက်40ကျော်လာပြီဆိုလို့ရှိရင်အမျိုးအစားနှင့်စိစရောဂါဖြစ်နိုင်ခြေကများလာပါတယ်။စိစရောဂါကနောက်ဆုံးတဲ့ပြဿနာများတဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အသက်40ကျော်လာပြီဆိုတာနဲ့ပေါ့နော်။ကို့မှာစိစရောဂါရှိမရှိကိုအမြဲတမ်းစစ်ဆေးနေသင့်ပါတယ်နော်။ စီကြည့်ကြရတဲ့စစ်ဆေးမှုတွေကတော့ first in blood sugar test ပြီးတော့ဒီ HbA1c test နဲ့ oral glucose tolerance test OGTT တို့ပဲဖြစ်ပါတယ်စစ်ဆေးကြည့်တဲ့အဖြစ်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့မိသားစုဆရာဝန်ကအကို့မှာစစ်ကြောရောဂါရှိမရှိကိုအဖြစ်ထုတ်ပေးပါလိမ့်မယ်နော် ထက်တစ်ခုကတော့ HIV စစ်ဆေးမှုပဲဖြစ်ပါတယ်။ HIV ပိုးက ART ဆေးရုံနဲ့ကုသလို့ရနိုင်ပေမယ့်အခုဒီပေါ်တော့အမြင့်ပြတ်ပြောက်ကင်အောင်မကုသနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုကလင်ဆက်ဆံပေါ်များတဲ့သူဖြစ်ခဲ့ရမယ်ဖြစ်ဖြစ် HIV ကူးစက်နိုင်တဲ့အခြေအနေတွေကိုမှရှိနေရမယ်ဖြစ်ဖြစ်တစ်နှစ်တစ်ချိန်လောက်တော့ HIV စစ်ဆေးမှုကိုလှုပ်ထားသင့်ပါတယ်နော်။ နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ဥမာအိကိစားစစ်ဆေးမှုပဲဖြစ်ပါတယ်။အသက်40ကျော်လာပြီဆိုလို့ရှိရင်ဥမာအိကိစားစစ်ဆေးမှုကိုလည်းပုံမှန်လုပ်ပေးတင်ပါရနော်။ဥမာအိကိစားဆိုလို့ရှိရင်အသက်ပိုးဖောလိအဆစ်မာရင်တိခဲ့မယ်ဆိုလို့ရှိရင်နော်တည်တည်ချာချာပြောက်ကိနေတဲ့အတွက်ကြောင့်မို့လို့ပုံမှန်စစ်ဆေးမှုကိုလုပ်ပေးတာဆိုလို့ရှိရင်လည်းကြိုတင်ကောက်ွယ်ပေးသားဖြစ်စေပါတယ်။တစ်နှစ်တခါဥမာအိကိုမှန်ပြောင်းတဲ့စစ်ဆေးမှုလုပ်ပေးတာကလည်းပုံမှန်လုပ်ပေးသားတင်ပါရနော်။ဆရာဝန်တွေကတော့ဥမာအိကိစားဖြစ်နိုင်ခြေများတဲ့သူတွေအနေနဲ့အသက်45နှစ်အရွယ်ကစပြီးတော့ဥမာအိမှန်ပြောင်းကို တစ်နှစ်တခါပုံမှန်ကြီးကြီးငယ်လို့အကြံပြုထားကြပါတယ် ောက်ဆုံးတစ်ခုအနေနဲ့ကတော့မျိုးလုံးရည်တင်စစ်ဆေးမှုပဲဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါမှာမျိုးလုံးရည်တင်ဖြစ်ပွားမှုကလည်းပုံများလာကြပါတယ်။ဒါကြောင့်မို့လို့အမျိုးသမီးတွေအနေနဲ့မျိုးလုံးပုံဝါလာတဲ့အခါမှာမျိုးလုံးအထူးကူးဆရာဝန်နဲ့တရားတမ်းမင်းပြီးတော့ရည်တင်ရောဂါစစ်ဆေးမှုတွေကိုလည်းပုံမှန်လုပ်ပေးသွားတင်ပါတယ်နော်။အခုပြပြပေးခဲ့တာတွေကတော့အသက်40ကျော်အမျိုးသမီးတွေအနေနဲ့ပုံမှန်လုပ်ပေးရမယ့်ကျန်းမာရေးစစ်ဆေးမှုတွေအကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျန်းမာရေးပိုမှုသူတာများစွာရရှိကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နော်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဘဟုသူတာ ဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်ပါမို့လို့ကျမတို့ရဲ့ channel လေးကိုဆက်လက်ဆက်မွန်ကြည့်ရှုအားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနှီးကုန်းချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ကြတာပေါ့နော်